ားလုံးပဲမင်္ဂလာပါကျွန်တော်တို့ရဲ့ channel ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့မှာတော့အော်တိုဘာလ3ရက်နေ့အတွက်မိုးလေဝသခန့်မှန်းချက်တွေနဲ့ဖိလစ်ပိုင်ရှေ့ပင်လယ်ဘက်မှာဖြစ်ပေါ်နေတဲ့မုန်တိုင်းမတ်မိုးရဲ့သတင်းတူနဲ့မင်္ဂလာပင်လယ်ော်ထဲမှာဖြစ်ပေါ်နေတဲ့အားကောင်းသောမုန်တိုင်းငယ်ရဲ့နောက်ဆုံးရမုန်တိုင်းသတင်းထုကိုတတိထားရအောင်တင်ဆက်ပေးသွားပါမယ်အရှေ့ပင်လယ်က28လုံးမြောက်တိုင်ဖုန်းမုန်တိုင်းကြီးမတ်မိုးဟာအော်တိုဘာလ9ရက်နေ့မနေ့မှာဟိုင်နန်ကိုလေပြင်း120မိုင်နှုန်းနဲ့ဖြတ်ကျော်ပြီးလက်ကျန်မိုးလီဟာတရုတ်ဗီယက်နမ်နယ်စပ်ကိုဖြတ်ကျော်ပြီး ရုတ်ကြီးနယ်ပြည်နယ်ကနေတဆင်မြစ်ကြီးနားကိုဥတီမှာဖြစ်ပြီးမုံတိုင်းခူဘတ်ဖြစ်ပြေးတိမ်တိုက်တွေဟာအော်တိုဘာလ6ရက်နေ့ကစပြီးရှမ်းပြည်နယ်အရှေ့မှာစတင်ဝင်ရောက်လာကမြန်မာပြည်တစ်ပြည်လုံးမိုးတဲပြီးဒေသအချို့မှာနေရာကွက်ကြားမိုးကြီးပါမယ်။နောက်ကဆက်လိုက်လာတဲ့အရှေ့မြောက်အရှေ့မြောက်ကုန်းတယ်လေးနဲ့အတူပါလာတဲ့ Pacific အနောက်ပိုင်းကရေငွေ့တိမ်တိုက်တွေကြောင့်မိုးဟာမြန်မာတစ်ပြည်လုံးအော်တိုဘာလ16ရက်နေ့ထိဆက်ရှိနေဦးမှာဖြစ်တဲ့အတွက်တောင်သူတွေချင့်ချိန်နိုင်ကြဖို့အတွက်ပါ။မိုးကလာမဲ့3ရက်ခန့်ပြတ်ပြီး နောက်ဆက်မဲ့မိုးဟာ16ရက်နေ့အထိမိုးရေချိန်6လက်မှတ်မှ10လက်မှတ်ခန့်အထိရွာသွန်းပါမယ်။မုန်တိုင်းအခြေအနေကတော့ဖိလစ်ပိုင် area အရှိပင်လယ်မှာဖြစ်ပေါ်နေတဲ့ 93W မှ 27W 21W မုန်တိုင်းမံမိုးဟာလေတိုက်နှုန်း85ကီလိုမီတာမှအမြင့်ဆုံးလေတိုက်နှုန်း105ကီလိုမီတာထိတိုက်ခတ်နိုင်ကအနောက်နဲ့အနောက်မြောက်ဘက်ကို20ကီလိုမီတာနှုန်းဖြင့်ရွေ့ရှားသွားမှာဖြစ်ပါတယ်။အားကောင်းသောမုန်တိုင်းမံမိုးမှာဖိလစ်ပိုင်နိုင်ငံလူဆောင်နေရာများကိုကျော်ဖြတ်လာမှာဖြစ်၍တတိပေးချက်များထုတ်ပြန်ထားပါတယ်။ အော်တိုဘားလ3ရက်နေ့မှာအားကောင်းသောမုန်တိုင်းမံမှုဟာလေတိုင်နှုန်း100ကီလိုမီတာနှုန်းခန့်တိုက်ခတ်နိုင်ကအနောက်နဲ့အနောက်မြောက်ဘက်ကို20ကီလိုမီတာကနေ25ကီလိုမီတာနှုန်းဖြင့်ရွေ့ရှားသွားလာမှာဖြစ်ပါတယ်။အော်တိုဘားလ4ရက်နေ့မှာတော့တိုင်ဖုန်းမုန်တိုင်းမံမှုဟာလေတိုင်နှုန်း130ကီလိုမီတာမှအမြင့်ဆုံးလေတိုင်နှုန်း130ကီလိုမီတာထိတိုက်ခတ်နိုင်ကအနောက်နဲ့အနောက်မြောက်ဘက်ကို30ကီလိုမီတာမှ25ကီလိုမီတာနှုန်းဖြင့်ရွေ့ရှားသွားမှာဖြစ်ပါတယ်။တောင်တရုတ်ပင်လယ်ဝင်ရောက်ချိန်မှာတော့တိုင်ဖုန်းမုန်တိုင်းအဆင့်1နှစ်အထိရောက်ရှိနိုင်ပါမယ်။ အော်တိုဘားလာ9ရက်နေ့မှာအာကောင်းသောတိုင်ဖုန်မုန်တိုင်းမုန်တိုင်းမန်မိုဟာလေတိုက်နှုံး140ကီလိုမီတာမှ130ကီလိုမီတာထိတိုက်ခတ်နိုင်ကအနောက်နှင့်အနောက်မြောက်ကို20ကီလိုမီတာမှ25ကီလိုမီတာနှုံးဖြင့်ရွေ့ချသွားပါမယ်။တရုတ်နိုင်ငံတောင်ပိုင်းကွမ်တုံပြည်နယ်အနောက်ကန်ရဲနေရာမှတဆင်ဟိုင်နန်ကျွန်းနေရာများနဲ့ကွမ်ရှိပြည်နယ်ကန်ရဲနေရာများတစ်လျှောက်နဲ့ကုန်းတိမ်မိုက်နေရာများကိုတိုက်ခတ်နိုင်ပါမယ်။အော်တိုဘားလာ6ရက်နေ့မှာမုန်တိုင်းမန်မိုဟာလေတိုက်နှုံး85ကီလိုမီတာခန့်တိုက်ခတ်နိုင်ကာ အနောက်နဲ့အနောက်မြောက်ဘက်ကို20ကီလိုမီတာနှုန်းဖြင့်ရွေ့လျားသွားပါမယ်။ဒီမုန်တိုင်းဟာဗီယက်နမ်နိုင်ငံမြောက်ပိုင်းနေရာများကိုရိုက်ခတ်လာနိုင်ပါမယ်။အခုဆက်လက်ပြီးအော်တိုဘာလ3ရက်နေ့အတွက်မိုးလေဝသခန့်မှန်းချက်များကိုတင်ဆက်ပေးသွားပါမယ်။2025ခုနှစ်အော်တိုဘာလ3ရက်နေ့နနက်9နာရီချိန်ထုတ်ပြန်ကြရာဘင်္ဂလားပင်လယ်ော်အခြေအနေဟာယနေ့မြန်မာစံတော်ချိန်9နာရီခွဲချိန်တိုင်းထွာကြများအရအိန္ဒိယနိုင်ငံအော်ရိတပြည်နယ်ကမ်းခြေကိုကိုပါဘူးမြို့ဒီမှာဖြတ်ကျော်ခဲ့သောအားကောင်းသောမုန်တိုင်းငယ်သည် အနောက်မြောက်ဘက်သို့ရေရှားသွားခဲ့ပြီးအော်ရီတာပြည်နယ်တောင်ပိုင်းတွင်မုန်တိုင်းငယ်ဖြစ်သူအာရွတ်သွားခဲ့ပါသည်။အဆိုပါမုန်တိုင်းငယ်ဟာအနောက်မြောက်ဘက်သို့ဆက်လက်ရေရှားနိုင်ပြီးအိန္ဒိယနိုင်ငံကုန်းလင်းပိုင်းဒေသများကိုဖြတ်ကျော်နိုင်ကတဖြည်းဖြည်းအာရွတ်သွားမယ်လို့ခန့်မှန်းရပါသည်။ကပ္ပဒီပင်လယ်ပြင်နယ်ပင်လယ်ပင်လယ်အုပ်ရုံးမှာမုတ်တုံလေအာအနေငယ်မှာအာအသင်တင်ရှိနေပါသည်။ထူးခြားတဲ့အခြေအနေကတော့ယနေ့မြန်မာစံတော်ချိန်9နာရီခွဲချိန်တိုင်းထွာကြများရဖလပိုင်ပင်လယ်ပြင်အရှေ့ပိုင်းမှာဖြစ်ပေါ်နေတဲ့အာကောင်းသောအပူပိုင်းမုန်တိုင်းမှမူဟာအနောက်အနောက်မြောက်ဘက်သို့ရေရှားနိုင်ပြီး နောက်6နာရီတွင်ဖိလစ်ပိုင်နိုင်ငံမြောက်ပိုင်းဒေသများကိုဖျက်ချော်နိုင်တယ်လို့ခန့်မှန်းရပါတယ်။ယနေ့ညနေထိခန့်မှန်းချက်ကတော့မန္တလေးတိုင်းဒေသကြီး၊မကွေးတိုင်းဒေသကြီး၊စကိုင်းတိုင်းဒေသကြီးအောက်ပိုင်းနဲ့ကယားပြည်နယ်တို့မှာနေရာကွက်ကြား။နေပြီးတော့ရန်ကုန်တိုင်းဒေသကြီး၊ပဲခူးတိုင်းဒေသကြီး၊အေရဝတီတိုင်းဒေသကြီး၊တနင်္သာရီတိုင်းဒေသကြီး၊ကရင်ပြည်နယ်နဲ့မွန်ပြည်နယ်တို့မှာနေရာကျကျနဲ့ကြံတိုင်းဒေသကြီးနဲ့ပြည်နယ်တို့မှာနေရာစိတ်စိတ်မိုးထစ်ချုံရွာပါမယ်။ကြွားရံရံနှုံးပြဖြစ်ပါတယ်။ မြမပင်လေပင်မှာတော့မြေဝကျွန်းပေါ်ရခိုင်ကမ်းဦးနဲ့တခြားနယ်ကမ်းလုံပင်လေပင်တို့မှာတခါတရံမိုးတက်လေပင်များကြာရောက်ပြီးလှိုင်းအသင့်တင့်မှလှိုင်းကြီးနိုင်ပါတယ်။မိုးတက်လေပင်ကြတဲ့ရေပင်မြေပင်လေဟာတနာယီလ25မိုင်မှမိုင်30အထိတိုက်ခတ်နိုင်ပါတယ်။လှိုင်းမြေမှာမြေဝကျွန်းပေါ်ရခိုင်ကမ်းဦးနဲ့တခြားနယ်ကမ်းလုံပင်လေပင်တို့မှာရှစ်ပေမှဆယ်ပေခန့်ရှိနိုင်ပါတယ်။ကြံမြမပင်လေပင်မှာလှိုင်းအသင့်တင့်ရှိပါမယ်။လှိုင်းမြေမှာမုတ်တမကွေ့မွန်တင်းတဲ့နိုင်ကမ်းရန်တခြားနယ်ကမ်းလုံပင်လေပင်တို့မှာ6ပေမှ10ပေခန့်ရှိနိုင်ပါတယ်။ နောက်နှစ်ရက်အတွက်ခံမှန်းချက်ကတော့အနောက်တောင်မုတ်တုံလေးဟာမြန်မာနိုင်ငံမြေဝါကျွန်းပေါ်ဒေသများမှာဆုတ်ခွာနိုင်ပါတယ်။နေပြည်တော်နဲ့နေတဝိုက်အတွက်ယနေ့ညနေအထိခံမှန်းချက်ကတော့နေရာကွက်ကြားမုတ်ထစ်ချုံရွာပါမယ်။ရွာရင်ရာနှုံးပြေဖြစ်ပါတယ်။ရန်ကုန်မြို့နယ်နေတဝိုက်အတွက်ယနေ့ညနေအထိခံမှန်းချက်ကတော့နေရာကွက်ကြားမုတ်ထစ်ချုံရွာပါမယ်။ရွာရင်ရာနှုံးပြေဖြစ်ပါတယ်။မန္တလေးမြို့နယ်နေတဝိုက်အတွက်ယနေ့ညနေအထိခံမှန်းချက်ကတော့နေရာကွက်ကြားမုတ်ထစ်ချုံရွာပါမယ်။ရွာရင်ရာနှုံးပြေဖြစ်ပါတယ်။ ယနေ့အော်တိုဘာလ3ရက်နေ့မှာဘင်္ဂလားပင်လယ်အော်မှမုံတိုင်း 01B ဟာကုန်းတွင်းဝင်ရောက်ခဲ့ပါပြီ။ယနေ့ဖိလစ်ပိုင်ပင်လယ်ပြင်မှာအပူပိုင်းမုံတိုင်းမန်မိုဟာအနောက်မြောက်သို့ရွေ့ရှားလျက်ရှိပြီးဖိလစ်ပိုင်နိုင်ငံကိုဖျက်ချော်မှာဖြစ်ပါတယ်။အော်တိုဘာလ4ရက်နေ့မှာတောင်တရုတ်ပင်လယ်တွင်းရောက်ရှိပြီးတိုင်ဖုန်မုံတိုင်းအဆင့်အထိဖွံ့ဖြိုးလာပါမယ်။အော်တိုဘာလ3ရက်မှာ4ရက်နေ့နနက်အတွင်းမွန်ပြည်နယ်၊ကရင်ပြည်နယ်၊တနင်္သာရီတိုင်းဒေသကြီး၊ကချင်ပြည်နယ်၊ရှမ်းပြည်နယ်တောင်ပိုင်းနဲ့ကယားပြည်နယ်တို့မှာနေရာစိတ်စိတ်မိုးရွာနိုင်ခြေရှိပါတယ်။ ရှမ်းပြည်နယ်မြောက်ပိုင်းစကိုင်းတိုင်းဒေသကြီးအထက်ပိုင်းနဲ့ရခိုင်ပြည်နယ်မြောက်ပိုင်းတို့မှာနေရာကျကျနဲ့ကြံတိုင်းဒေသကြီးနဲ့ပြည်နယ်များမှာနေရာကွက်ကြားမိုးရွာနိုင်ကြောင်းတင်ပြလိုက်ရပါတယ်ခင်ဗျာအခုဆက်လက်ပြီးမြေကြီးအခြေအနေများကိုတင်ဆက်ပေးသွားပါမယ်6ရက်ခွဲချိန်တိုင်းထွာကြများရမြေကြီးနားမြို့ရဲ့မြေကြီးဟာအပေါင်း၁၆၈စင်တီမီတာ9မီခွဲခန့်ထပ်တက်ပါတယ်မြေကြီးနားမြို့ရဲ့မနေ့ကအမြင့်ဆုံးအပူချိန်ကတော့28.8ဒီဂရီဆယ်စီယပ်ရှိခဲ့ပြီး ။ယနေ့အနေဆုံးအပူချိန်ကတော့16.6ဒီဂရီဆယ်စီယက်ဖြစ်ပါရခင်ဗျာ။မြေကြီးနားမြို့ရဲ့မြေရေဟာစိုးရိမ်ရေမှ1200စင်တီမီတာသို့ရောက်ရှိဖို့အတွက်635စင်တီမီတာ22ပေနီနီခန့်အလိုမှာရောက်ရှိနေပါတယ်။မြေကြီးနားမြို့ရဲ့မြေရေမနေ့ကညနေပိုင်းမှယနေ့နံနက်ပိုင်းအထိစုစုပေါင်း195စင်တီမီတာ6ပေဝဲနီနီခန့်မြင့်တက်ခဲ့ပြီးဖြစ်ပါတယ်။နောက်ထပ်2ပေမှ3ပေခန့်ထပ်တက်နိုင်ပါသေးတယ်။ မြေရည်တက်ကြပုံမှန်အနေထားခံမှာရှိနေပါမယ်ထူကဲမြေရည်ကြီးနိုင်တဲ့အခြေအနေမတွေ့ရှိသေးပါဘူးခင်ဗျာအေယာရီမြေထပ်ပိုင်းမှာမိုးအားအသင့်တင်ရှိနေပါတယ်ရန်ဖန်ရန်ခါအေယာရီမြေစုံထပ်ပိုင်းမှာနေရာကွက်ကြားမိုးတဲထန်သောရွာသွန်းခြင်းများကြောင့်မြေကြီးနားမြို့မြေရည်ကြာဆင်းနေရာမှာပြန်တက်လာခြင်းအကြိမ်ကြိမ်ဖြစ်ပေါ်နေပါဦးမယ်သခိုင်းတိုင်းဒေသကြီးထပ်ပိုင်းကချင်ပြည်နယ်တစ်ခုလုံးမြန်မာပြည်မြောက်ပိုင်းဆုံးဒေသများနဲ့ AR မြေအထက်ပိုင်းမေခမြေနဲ့မလိခမြေဝန်းဒေသများမှာ ိုးတိမ်တောင်ဖြစ်ထွန်းမှုအားအသင့်တင်ရှိနေပါတယ်။အရာရီမြေရိုးတစ်လျှောက်နဲ့ချင်းတွင်းမြေရိုးတစ်လျှောက်မြေကမ်းနီမြေနှိမ့်ဒေသများနဲ့မြေနုကျွန်းများတွင်စိုက်ပျိုးလုပ်ကိုင်နေထိုင်ကြသောတောင်သူများနဲ့ရေလုံသားများအရာရီမြေကြီးကိုအမိပြုနေထိုင်ရှားဖွေစားတောင်းနေကြသောမိဘပြည်သူများအလုံးသိရှိနိုင်မှရန်အတွက်တင်ပြပေးလိုက်ပါတယ်။ပထမဦးစွာချင်းတွင်းမြေရေချင်းများကို တင်ပြပေးပါမယ်။၂ရက်ဆယ်လ2025ရဲ့နှစ်6နိုင်ခွဲချင်းတိုင်းထွာကြများရ ခန်တီမြို့ရဲ့မြေဟာအပေါင်း36စင်တီမီတာတပေကျော်ခန့်ပြန်တက်ပါတယ်။မုံရမြို့ရဲ့မြေဟာအနှုတ်2စင်တီမီတာတလက်မှခန့်ထက်ကြပါတယ်။ချင်းရွံ့မြေထပ်ပိုင်းမှာလက်တော်လုံးတွင်မိုးအားအနည်းငယ်မှအသင့်တင်ရှိနေပါတယ်။နောက်နှစ်ရက်ခန့်အထိချင်းရွံ့မြေထပ်ပိုင်းဒေသများမှာမိုးအားကောင်းလာနိုင်တဲ့အတွက်ယခုရက်ပိုင်းတွင်ချင်းရွံ့မြေရိုးတခြားမြို့များအလုံးမှာမြို့အစဉ်လိုက်အတက်ပတ်သူဥတီနေပါဦးမယ်။ချင်းရွံ့မြေချင်းရွံ့မြေရေအတက်ကြပုံမှန်နေထားခန့်မှရှိနေပါမယ်။ ထူးကဲ့မြင့်ရေးကြီးနိုင်တဲ့အခြေအနေမတွေ့ရှိသေးပါဘူးခင်ဗျာခန်းလေးမျိုးမှာမြေကြီးဖြည်းဖြည်းချင်းဆက်လက်မြင့်တက်နေပါမယ်ဟ ோம் လင်းမျိုးမှာမြေကြီးအနှဲငယ်သာထက်ကြနိုင်ပြီးယနေ့ညနေပိုင်းမှာပြန်လည်မြင့်တက်လာနိုင်ပါတယ်ဖောင်းပြင်းမျိုးမှာမြေကြီးဖြည်းဖြည်းချင်းဆက်လက်ကျဆင်းနေပါမယ်မော်လိုက်မျိုးမှာမြေကြီးဖြည်းဖြည်းချင်းဆက်လက်ကျဆင်းနေပါမယ်ကလေးဝါမျိုးမှာမြေကြီးဖြည်းဖြည်းချင်းဆက်လက်ကျဆင်းနေပါမယ်မင်းကင်းမျိုးမှာမြေကြီးဖြည်းဖြည်းချင်းဆက်လက်ကျဆင်းနေပါမယ်ကဏီမျိုးမှာမြေကြီးဖြည်းဖြည်းချင်းဆက်လက်ကျဆင်းနေပါမယ် မုံရမြို့မှာမြင့်ရည်ဖြည်းဖြည်းချင်းဆက်လက်ကြဆင်းနေပါမယ်။ဆက်လက်ပြီး ARI မြင့်ရည်ချင်းများကို တင်ပြပေးသွားပါမယ်။မြေကြီးနားမြို့မြင့်ရည်ပြန်တက်လာပြီဖြစ်လို့ ARI မြို့တချောင်းမြို့များအလုံးတွင်မြို့အစဉ်လိုက်မြင့်ရည်များပြန်လည်မြင့်တက်လာမှာဖြစ်ပါကြောင်းအသိပေးတင်ပြအပ်ပါရစေ။ဗမာမြို့မှာမြင့်ရည်အနည်းငယ်သာထက်ကြနိုင်ပြီးယနေ့ညနေပိုင်းမှာ ပြန်လည်မြင့်တက်လာနိုင်ပါရစေ။ရွှေကူမြို့မှာမြင့်ရည်ဖြည်းဖြည်းချင်းဆက်လက်ကြဆင်းနေပါမယ်။ကတာမြို့မှာမြင့်ရည်ဖြည်းဖြည်းချင်းဆက်လက်ကြဆင်းနေပါမယ်။ ထီးကြိုင်းမြို့မှာမြည်ရည်ဖြည့်ပြည့်ချင်းဆက်လက်ကြဆင်းနေပါမယ်။တပိတ်ချင်းမြို့မှာမြည်ရည်ဖြည့်ပြည့်ချင်းဆက်လက်ကြဆင်းနေပါမယ်။မန္တလေးမြို့မှာမြည်ရည်ဖြည့်ပြည့်ချင်းဆက်လက်ကြဆင်းနေပါမယ်။စကိုင်းမြို့မှာမြည်ရည်ဖြည့်ပြည့်ချင်းဆက်လက်ကြဆင်းနေပါမယ်။မြေမှုမြို့မှာမြည်ရည်ဖြည့်ပြည့်ချင်းဆက်လက်ကြဆင်းနေပါမယ်။ပခုတ်ကမြို့မှာမြည်ရည်ဖြည့်ပြည့်ချင်းဆက်လက်ကြဆင်းနေပါမယ်။ရောင်းမြို့မှာမြည်ရည်ဖြည့်ပြည့်ချင်းဆက်လက်ကြဆင်းနေပါမယ်။ချောင်းမြို့မှာမြည်ရည်ဖြည့်ပြည့်ချင်းဆက်လက်ကြဆင်းနေပါမယ်။ မင်းမှုမျိုးမှာ မြေရည်ဖြည်းဖြည်းချင်းဆက်လက်ကြဆင်းနေပါမယ်။မကွေးမျိုးမှာမြေရည်ဖြည်းဖြည်းချင်းဆက်လက်ကြဆင်းနေပါမယ်။အောင်လံမျိုးမှာ မြေရည်ဖြည်းဖြည်းချင်းဆက်လက်ကြဆင်းနေပါမယ်။ပြည်မျိုးမှာ မြေရည်ဖြည်းဖြည်းချင်းဆက်လက်ကြဆင်းနေပါမယ်။စိတ်ဓာတ်မျိုးမှာမြေရည်ဖြည်းဖြည်းချင်းဆက်လက်ကြဆင်းနေပါမယ်။ဟင်္ဒရာမျိုးမှာမြေရည်ဖြည်းဖြည်းချင်းဆက်လက်ကြဆင်းနေပါမယ်။ဇလုံမျိုးမှာမြေရည်ဖြည်းဖြည်းချင်းဆက်လက်ကြဆင်းနေပါမယ်။အားလုံးပဲကိုယ်စိတ်နှပြကျမ်းမာချမ်းသာကြပါစေခင်ဗျာ။